ရှင်ကျမတို့ရဲ့မြန်မာပြည်ကြောင်းကိုပြောရမယ်ဆိုရင်ဖြင့်ကဘာကျော်မျက်လှည့်ဆရာကြီးရဲ့မျက်လှည့်ပြကွက်ဆန်းတွေကိုကြည့်နေရတယ်လို့ပါပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုအတည်ပြုဖို့အတွက်နာဂစ်မုံတိုင်းကြောင့်တည်ကြည်ပြည့်စည်ခဲ့ရတဲ့ပြည်သူတွေရဲ့ဒုက္ခကိုမှမငဲကွက်အာဏာရင်မဲ့လောဘတွေတက်ခဲ့ကြရလေဖွဲ့စည်းပုံကြီးကို60ရာခိုင်နှုန်းကျော်ထောက်ခံတယ်ဆိုပြီးကြွားလုံးထုတ်မဟုတ်မှလွဲရော နာဂိစ်ကြောက်သေးသွားတဲ့သူတွေကြီးကနေကျူတင်မဲများကောက်ထားကြလေသလားဖွဲ့စည်းပုံပြီးပြန်တော့လေရွေးကောက်ပွဲတဲ့ရွေးကောက်ပွဲနဲ့ဒီဆောင်တိုင်းလာပြညနဲ့များမှားသလားထင်မိရတယ်ကြိုးပြန်ရင်လဲရွှေမိပဲလွန်ရကြလိမ့်မယ်နေမျိုးလေးတစ်မျိုးကမင်းယုံတယုံမှာပေါ့မဲပေးပြီလို့မဲရည်တဲ့အခါမှာကြံ့ဖို့မတ်ကြီးကခွက်ခွက်လန်အောင်ရှုံးပါလေရောအဲ့ဒီအချိန်မှာကြံ့ဖို့မတ်ကအိတ်ပြန်ပြီးတော့မဲပြန်စစ်မယ်ဆိုပြီးမဲဘုံကိုတဲသွားတဲ့လေ သူတယောက်တည်းလဲမဲစီပြီးရောကြံ့ဖို့အမတ်ကြီးအနိုင်ရတယ်ဆိုပြီးကော်မရှင်ကကြီးညာလိုက်ပါလေရောတဲ့ရှင်။နိုင်မှာပေါ့အဲ့ဒီမဲတွေအကုန်လုံးကကြံ့ဖို့မဲတွေကြီးပဲလေ။မတိလို့ရှိရင်မိတူဆိုင်ရမြာမိတူကူပြီးလာဖို့သလားအောက်မရတယ်။မောင်မင်းကြီးသားတွေကတော့လုံသလားမမေ့နဲ့။မဲယုံတယုံမှာမဲရီလိုက်တဲ့ခါမှာလဲကြံ့ဖို့အမတ်ကရှုံးမြန်တဲ့လေ။ဒါပေမဲ့အဲ့ဒီအချိန်မှာမီးပြတ်သွားတယ်တဲ့။ဟုတ်ခဏကြာမီးလဲပြန်လာရော။ မဲပြန်ကြီးလိုက်တဲ့အခါမှာကြောက်ဖွန်အမတ်ကအပြက်အသက်အနံ့ရသွားပါတဲ့ရှင်ဟွမဟုတ်မှလွဲရောမိပြက်တဲ့အချိန်မှာနတ်သကြားတွေအများမဲလာထဲ့လေသလားမသိပါဘူးဒီခါကျတော့တမျိုးရှင်တောင်းဝန်ကြမဲယုံမှုကိုယ်တိုင်ကယိုယိုအာအဖူးဖူးဖွားဖွားဦးဦးဒေါ်ဒေါ်တွေအားလုံးကို ကူညီပြစေဆိုပြီးစီရနာဘလက်ဘွားနဲ့ခြင်သည့်နေရာမှာ သူကိုယ်တိုင်မဲချစ်ပေးတယ်ဆိုပဲကောင်းလိုက်တဲ့စီရနာပါလားရှင် အဲ့လိုမဲတွေခိုးလွန်းလို့မြမကြီးရမျိုးတွေတောင်နမ်းမဲကြောင်းကုန်ပြီလေပကိုးကိုမဲခိုးပသိန်ကိုမဲလိန်တဝဲကိုတော့မဲဝဲတဲ့ဟောရန်ကုန်ကြပြန်တော့မဲပုံးတယ်လေအဲ့ဒီလိုမဲခိုးပြီးတော့ရွေးကောက်ပွဲအပြီးမှာတော့မြမကြီးရဲ့ရုပ်သေးလွတ်တော်ကြီးပေါ်ပေါက်လာခဲ့ပါတဲ့ရှင် ော့မှာဖြစ်တဲ့အတွက်လွတ်တော်ဥက္ခရာကြီးကြွားရောက်လာပါပြီခင်ဗျာ င်ပြခြင်းများပေါ်မိမိရဲ့ဆန္ဒမဲ့ပေးတဲ့အခါမှာအတန်ဖြင့်ဆန္ဒမဲ့ပေးလို့ရပါတယ်ဒါကိုစိမပြေဘူးဆိုလို့ရှိရင်လက်ထောင်ပြီးဆန္ဒမဲ့ပေးကြရမှာဖြစ်ပါတယ်လက်ထောင်ပြီးဆန္ဒမဲ့ပေးတာစိမပြေဘူးဆိုလို့ရှိရင်ခလုတ်နှိပ်ပြီးဆန္ဒမဲ့ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်ကိုယ်စရတော်ကြီးများခမပွဲဝင်ငယ်အပြင်မှာကျင်းပဆိုဒီတိုင်းဒီကနေ့လွတ်တော်ထဲမှာခလုတ်နှိပ်အစလေးကျင်ပွဲကိုပြုလုပ်ကြရမှာဖြစ်ပါတယ် ကိုယ်စားလှယ်တော်ကြီးများအားလုံးခင်ဗျာခလုံးနှိတ်အစာလေးကျင့်ကြီးအစီအစဉ်စတင်ပါတော့မယ်ထောက်ခါကြားနေကန့်ွက်ကြောက်ရယ်ထောက်ခါကြားနေကန့်ွက်ကြောက်ရယ် 6ခန်းကြားနေကန့်ွက်6ခန်းကြားနေကန့်ွက်ဟောကျွန်တော်တို့မမားရအောင်လို့နောက်တစ်ခေါက်လောက်ထပ်လုပ်မှာဖြစ်ပါတယ်6ခန်းကြားနေကန့်ွက်ကျွန်တော်တို့ထပ်မမားအောင်လို့ပြန်လေ့ကျင့်မှာဖြစ်ပါတယ်6ခန်းကြားနေကန့်ွက်ဟုတ်ကဲ့နောက်ဆုံးတစ်ခေါက်အနေနဲ့ပြန်လေ့ကျင့်ပါအောင်ခင်ဗျာ6ခန်း ာကြတဲ့လွတ်တော်ကိုယ်စားလှယ်အမတ်မြင်းများခမဒီကနေ့လွတ်တော်အခမ်းအနားကြီးကိုစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခမဒီကနေ့အားလုံးဆုံဆုံညီတက်ရပါကြတဲ့အတွက်လွတ်တော်အစည်းအဝေးကြီး အောင်မြင်ကြောင်းကြေညာအပ်ပါတယ်ကိုယ်စလိန်တော်အမအဲကိုယ်စလိန်တော်အမမင်းကြီးများခင်ဗျာ ကျွန်တော်တို့လွှတ်တော်ဟာတခြားတိုင်းပြည်ရဲ့လွှတ်တော်တွေနဲ့မတူပါဘူးငြိမ်ခုပြပြပြီးစီကံပြေဝတဲ့လွှတ်တော်ကြီးဖြစ်ပါတယ်အဲဒါကြောင့်ကုသလေတော်တွေဟာအိမ်မငိုက်ရအချင်းချင်းစကားမပြောရလေးမလဲရကျွတ်တောင်ထိုးခွင့်မရှိပါဘူးခင်ဗျဟင်းဒုက္ခပဲကွာအမတ်ဖြစ်မှာပဲစီးကျုပ်ဝမ်းကျူဖြစ်တော်မယ်နဲ့တွေ့တယ်နောက်ပြီးတော့လွှတ်တော်ကိုဝင်တဲ့အခါတိုင်းမှာလွှတ်တော်လုံးဂျုံကြီးအရာ ရှိသမျှအဝတ်အစားတွေကိုချွတ်ပြီးကိုယ်စလဲတော်ရဲ့ခန္ဓာကိုယ်မှာမှဲ့တင်းတိတ် ဝက်ချံအမာရွတ်အမှတ်သားတွေဘယ်နှခုရှိဒီကအစစစ်ဆေးမှဖြစ်ပါလေ။မတော်တမမရိုက်အောင်လုပ်သည်။စကားမများနဲ့။တန်တက်ခံလိုက်မယ်။နောက်ပြီးတော့အမတ်တရားအဝတ်စားတွေကိုလှလှပပဝစ်စင်ရပါမယ်ဒီနေ့ကိုယ်စလဲတော်ရဲ့ခေါင်းပေါင်းတွေကိုကြည့်ရတာ မညီမညာဖြစ်နေပါတယ်တချို့ကလည်းဘယ်ဘက်ကိုခြားထားသလိုတချို့ကလည်းညာဘက်ကိုခြားထားကြပါတယ်အဲဒါတွေကမညီညွတ်တဲ့သဘောကိုပြသနေပါတယ်အဲဒီလိုအသေးပွဲကိစ္စလေးတွေကအစမညီနိုင်ရင်ဒီမိုကရေစီနဲ့ဝေးသွားနိုင်ပါတယ်ဒါကြောင့်ခေါင်းပေါင်းစားတွေကိုအားလုံးညာချကြပါလွတ်တော်ကိုတက်ရောက်လာတဲ့ကိုယ်စားလှယ်တော်ကြီးများအားလုံးတညီတညွတ်ထဲညာချကြပါခင်ဗျာ ဟဲ့ကျမတို့ကခေါင်းပေါင်းစားမှမရှိတာဘာချရမှာလဲအေးဟုတ်တယ်နော်ဟိုကျမတို့ရဲ့ပန်းခတ်တွေကိုညာချလိုက်ရအောင်လေပထမဆုံးလွတ်တော်အစည်းအဝေးကျင်းပခြင်းဟာအထက်ပုဂ္ဂိုလ်ကြီးများဘေးရင်ဆရာကြီးများရဲ့ရေရရာရစက္ကန့်90နဲ့လွတ်တော်ကိုရုပ်သိမ်းရမှာဖြစ်ပါတယ်ဒါကြောင့်ပထမဆုံးလွတ်တော်ကြီးမှာညာချဖို့ကိစ္စကို ကောက်ကမဲမရှိသဘောတူကြောင်းခြေညာရင်လွတ်တော်ကြီးကိုရုပ်သိမ်းကြောင်းခြေညာအပ္ပတိခမညာ င်းမှာပါရတာအဆင်မြင့်မှာမြင့်နေလားဟာသူ့သားမဟုတ်ဘူးကြာအဲ့ဒါဘာရွေးအဆင်မြင့်နေလဲဟာခင်ဗျာသမီးစားဝိုင်းကိုလည်းကြည့်အောင်နေကြာဒီမှာအပားကြီးပဲငါးငါးဘွဲပြာဟိုမှာအကြီးကကျော်တဲ့ပါးကြီးတွေတက်မြင့်မြင့်ဘူးလားကြာဟုတ်တယ်ဆင်းနေတာဗျာတို့တော်ကိုမမဆောက်ထားလို့အဆင်မြင့်နေပြောရထင်းနေတာဟောခင်ဗျာတို့တော်ကြီးကခင်ဗျာတို့တော်ထဲမှာဘာရီများဆွေးနွေးကိုစီစဉ်ထားတော့ဗျာအော်ကျုပ်တို့က အထက်ကအမိတ်ချမလှုပ်လို့ရတာဗျအထက်ကအမိတ်မချရင်ဘာမှကိုလှုပ်လို့မရအောင်အဲ့တော့လွတ်တော်ထဲမှာအေးအေးစီစီတရားမှတ်နေုံပေါ့ဗျာဟောဒီဗီတွေလည်းပါမယ်ခုလိုလည်းရမယ်မကောင်းဘူးလားဗျာကောင်းပါဗျာကောင်းပါကောင်းပါအထက်ကထောက်ခံမယ်ဆိုထောက်ခံလိုက်အထက်ကကန့်ွက်မယ်ဆိုကန့်ွက်လိုက်ကောင်းပါဗျာကောင်းပါကောင်းပါကောင်းတော့စိတ်ကောင်းတယ်လွတ်တော်ကလည်းကောင်းခင်းကလည်းကောင်း ပြုတ်လို့ကလည်းကောင်းပါ။ကောင်းပါလား။တကယ်ကောင်းတယ်ဗျာ။ကောင်းပါလား။တော်တော်များတော်။ကျေရုလို့လာရှိပြောနော်အယူထွင်ပေးရမလားဘလို့ဘလို့ပါဗျာသမင်းစားပြပါချိုတဲမလဲမသိဘူးဟုတ်ရပါတယ်အပေါ်လေးသွားချင်လဲပြောနော်ဩရတယ်အိမ်သားလေးတိကျွန်တော်လိုက်ပို့ပေးပါအိမ်သားတော့ကျွန်တော်သိတယ်လေဟာကိုက်ခဲလဲပြောနော်ဘလို့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 ကျွန်တော်ခေါ်လိုက်နော်ဟုတ်ကဲ့လိုက်သိတော်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 လိုက်သိတာ 六万好了没？没别的，跑着过来，别激动呀！三星要怎么入？阿龙都快要斩了，三星不干怪呀没？ ဟာမဟုတ်တာဆိုင်ရှင်ကတော့တဘောကောင်းတာစင်းစုံလဲထူတာလေရှင်းနေလဲအများကြီးစလို့ရနေတာပဲဟာရှင်ပြောရဆိုင်ရှင်ဟုတ်ဘူးဟိုဆိုင်ရှင်လေဖဲဆိုင်ရှင်တော့ကျက်ဖို့အမှန်ကြီးပြောပြောနေတဲ့ဆိုင်ရှင်လေဆိုင်ရှင်လောက်စားမှာရှင်ဒီကိစ္စကျမတို့ကန့်ကွက်ရမယ်ရေငုံနှုတ်ပိတ်နေလို့မဖြစ်ဘူးနော်အမတ်လာစားတလောက်သုံးသိန်းဟောအေးဟုတ်တယ်ရှင်ပြောရတာပဲအဲ့ဆိုင်ရှင်ကိုကန့်ကွက်ရမှာကန့်ကွက်ကန့်ကွက်တင်တယ်နော်အေးဟုတ်တယ်ဟုတ်တယ် နုတ္တတဘာဝလုံးသဘောတယ်ဗျာလူအဖြစ်ဆိုတာအင်မတန်မှရခဲ့တယ်ဗျာဘာလဲဗျာခမရလွတ်တော်ထဲမှာ15မိနစ်လောက်ဝစီပိတ်တရားထိုင်နေတယ်တရားပေါက်သွားတာဗျာသူပြောတာမှန်နေလူဖြစ်ဖို့ဆိုတာအရင်ခဲရင်တာအဲအဲ့ဒီလူပဲလွတ်တော်ထဲမှာလဲမေးခွန်းတစ်ခုမေးဖို့ဆိုတာလဲတော်တော်ခဲရင်ပါလေဗျာလူပြည်ကအတစင်းနတ်ပြည်ကအတစင်းစုံရတော်လို့ပါပဲဗျာကိုမေးတယ်လေမေးခွန်းကို ဟိုဥက္ကဋ္ဌကြီးဆိုကျွန်တော်ဆယ်ရက်ကြိုတင်ရမယ်လေဗျာဥက္ကဋ္ဌကခွင့်ပြုချက်ရမှာကျွန်တော်တို့ကမေးလို့ရမယ်ဆိုတော့ဟိုရုပ်ရှင်ရိုက်ဖို့စဉ်းစားတင်တယ်လို့ဖြစ်မနေဘူးလားอืมဟုတ်တယ်ဗျာကျွန်တော်တို့ဘွားကလေအခုမှတော်တော်လေးရောက်မှာပဲတောင်ကျုံးဘွဲရောက်ပြီမဟောတဲ့နဲ့တော်လို့ပါပဲဗျာအဲ့လူဘာပြောတာလဲခင်ဗျားလေဗျာကျုပ်ကပထမတော့အမတ်လုပ်ပြီးတော့တော်တော်လေးရောက်လို့ရှိရင်ပြင်ညာတွေပြင်မယ်ပြောချင်တာတွေပြောမယ်ဆိုပြီးတော့ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့တာဗျာခုကြောက်လေဗျာထူးမခြားနာဆက်ကတို့ဖြစ်နေပါဗျာ เอ๊ะอะล่ะแห่หุบตาเว้ยだมะนี้ซะหมดขะเนี่ยคุณน่ะตึดดอแล้วมาเปลี่ยนมั้ยสุดขะเนี่ยตึดดอแล้วบารีเปลี่ยนเนี่ยชื่อหลุตึดดอก็တော့เปียเปลี่ยนเนี่ยไม่รู้ดีอูเปียอခုมาติดสอดได้ไอ้สอดตะชาเปลี่ยนเนี่ยชื่อแล้วเปียပြောတော့ဗျာမပြောနဲ့ယူမပြောနဲ့ဇကပုံကြားဘူးလေခလားဒုက္ခအသွားမတော်တော့တလန်းအစားမတော်တော့တလုံးအပြောမတော်ရင်အချောက်တယ် လာချိန်ကြာရောက်ပြီဖြစ်သောကြောင့်လွတ်တော်အစည်းအဝေးကြီးစတင်ပါပြီခင်ဗျာလွတ်တော်ဩဂရစကားပြောပြီးတိုင်းမှာလက်ခုပ်ဩဝါများအပါရိယတီးပေးကြဖို့ပန်ကြားပါရခင်ဗျာကိုယ်စလဲတော်ကြီးများခင်ဗျာရှမ်းပြည်နယ်တာချီလိမ့်မြို့အနီးတစ်ဝိုက်မှာလှုပ်ခတ်သွားတဲ့ငလင်ကြီးကြောင့်ပြည်သူများ၏အသက်အိုးအိမ်စီးစိမ်များစွာဆုံးရှုံးပျက်စီးခဲ့ရပါတယ် ထို့ကြောင့်ဝမ်းနဲ့ကြောင့်တဝင်လာကိုပေးပို့လိုက်ပါသည်ညိတော်တော်အလိုက်မသိတဲ့အမှတ်တွေပဲဒါမျိုးကလက်ကုတ်မတိရဘူးလေသူပဲဒီခိုင်မတိခိုင်အမျိုးမျိုးအခုချိန်ကနေစပြီးမေးခွန်းများကိုမေးမြန်းဆွေးနွေးတင်ပြလို့ရပါပြီခင်ဗျာ လေးစားပါတော့ဥက္ကဋ္ဌချင်းနဲ့လွှတ်တော်ကိုယ်စားလှယ်အမမင်းများရှင်ကျမကတော့မန္တလေးတိုင်းအမရပူရမြို့နယ်ကလွှတ်တော်ကိုယ်စားလှယ်အမဖြစ်ပါတယ်ရှင်ဟိုကျမသိချင်တာလေးတစ်ခုကတော့ကျမတို့ဒီလွှတ်တော်ထဲမှာအမျိုးသမီးအင်ကအမတန်နေလာပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတာသိပြရစီရှင်အဲအမျိုးသမီးအင်အားနည်းတယ်ဆိုတာကတော့အမျိုးသားတွေအင်အားများနေလို့ပါပဲရှင်းပြီလားဟိုမရှင်းသေးဘူးရှင်ဟို ပြည်မှာအမျိုးသမီးတွေဟာအမျိုးသားတွေနဲ့ဘာကြောင့်ဒန်းတို့အခွင့်အရေးမရတာလဲဆိုတာလဲသိပြရစီရှင်။အဲဒီမေးခွန်းကိုလည်းကျွန်တော်ပဲဖြေပါမယ်။မြန်မာပြည်မှာအမျိုးသမီးတွေအခွင့်အရေးအပြည့်အဝမရဘူးဆိုတာမှားပါတယ်။အဲကျွန်တော်တို့အမျိုးသမီးရအဖွဲ့ကိုပဲကြည့်ပါ။ဖွင့်ဝဲတိုင်းမှာသူတို့ကရှေ့ဆုံးလာပါပဲ။နောက်ကြော်ညာဒီမှာပဲပြန်ကြည့်အောင်။အမျိုးသမီးတွေဟာအများစုပါပဲ။အဲနောက်ပြီးတော့စားတောက်ဆိုင်နေကာရာအိုကေဆိုင်နေတဲ့အနှိတ်ခမ်းနေမှာဆိုရင်လည်းအမျိုးသမီးတွေကိုဦးစားပေးထားတာပါ။ ဟိုရှင်းရှင်းပါပြီရှင်။ဖြည့်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။လီဇာအပ်ပါတော့ဥပဒေကြီးနဲ့တကွာ။ဤသူလွတ်တော်ကိုစင်လမြခင်ဗျာ။ကျွန်တော်ကတော့ကရင်ပြည်နယ်လှိုင်းဘွယ်မြို့နယ်ကလွတ်တော်ကိုစလေစောသိမ့်ထုဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မေးချင်တာကတော့လျှက်စစ်နဲ့ပတ်သက်တဲ့မိကွန်းဖြစ်ပါတယ်။မြစ်ဆုံရေဂါရာကြီးတိဆောက်မယ်ဆိုတော့ အေရီမီရေဟာခန်းချောက်ပြီးရေရှားပါတဲ့အန်ဒရယ်မရှိနိုင်ဘူးနော်ခင်ဗျာဒီမေကွန်းကိုတော့ဖျားစစ်ဝင်ကြီးရပဲဖြေချပါလိုက်မယ်ဟုတ်ကဲ့ကျွန်တော်လက်စစ်ဝင်ကြီးအောင်မင်းပါခုနကကိုစလဲတော်ရဲ့မေကွန်းကိုဖြေရမယ်ဆိုရင်မြစ်ဆုံရေကာတာကြောင့်ရေရှားပါမှုလုံးဝမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ရေကာတာဆောင်ရင် ARN မြစ်ရေ900ခန်းလုံးပဲသုံးဆွဲမှာပါ ရေချပါတာကမိုးကောင်းရင်ရေချမယ်ရေချရတော့ကျွန်တော်နဲ့မဆိုင်ပါဘူးတရားမင်းနဲ့ပဲဆိုင်ပါတယ်ဒါဆိုရင်ဒီရေကားရာစီမံကိန်းပြီးသွားရင်ပြည်သူလူစီကိုလျှက်စစ်တပ်ဖျောက်ဝင်ပေးမှာပေါ့နော် No 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 မှားနေတယ်ဗျဒီရေကားရာစောက်တာကတရုတ်ပြည်ကိုလျှက်စစ်ရောင်းဖို့အတွက်စာချုပ်ချုပ်ပြီးသားရောင်းတာပတ်ဆိုင်ရတယ်လေအဲကျုပ်တို့နိုင်ငံသားတွေကအမောင်ထဲမှာကျင်းသားရနေပါပြီဟုတ်ကဲ့ သဘောပေါက်ပါပြီခင်ဗျာဒီရေကာကရည်တွေကိုဖောက်ချလိုက်လို့ရှိရင်ပတ်ဝန်းကျင်ကပြည်သူတွေဒုက္ခမရောက်ဘူးလားခင်ဗျာရေဖွင့်လာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ရေတကားဖွင့်တဲ့သူမှမဟုတ်တာဗျဟုတ်ကဲ့ဖြည့်ချတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းသင်္ကန်းမြို့နယ်ကအမတ်ဦးတန်းညံဖြစ်ပါတယ်ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့ခုမြန်မာပြည်မှာကုန်စင်းလုံးအစမတန်ကြီးမြင့်နေပါတယ် အဲ့တော့ကုန်စင်းလုံးကြဆင်းအောင်ဘလို့စီမံကိန်းတွေနဲ့ဆောင်ရွက်ထားသလဲဆိုတော့ပြောပြပေးသေးချင်ပါတယ်ဒီမေးခွန်းကိုတော့စီးပွားရေးနဲ့ကုတန်ရောင်းဝယ်ရေးဝန်ကြီးကဖြေချပါလိုက်မယ်ဟုတ်ကဲ့ကျွန်တော်ကစီးပွားရေးဝန်ကြီးငြိမ်းအောင်ဖြစ်ပါတယ်ကုန်စင်းလုံးကြီးချင်းဟာပြည်သူတွေသမင်းစားများလို့ဖြစ်ပါတယ် ကယ်၍ဂုံစင်းလုံးကြစေချင်ရင်တော့ပြည်သူတွေတနစ်သမင်းနနပုံမှန်မစားတော့ပဲတနပဲစားရင်တော့ဂုံစင်းလုံးတိတိတတကြသွားမှာပါဘာလို့ဖြေမှန်းမသိရောမိကုန်းမြေရုပ်သိမ်းမတော်ကြနေငါကားပြာကြီးစီးနေအောင်မဟုတ်ကဲ့ကျွန်တော်မေးထားတဲ့မိကုန်းကိုပြန်သိပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ရန်ကုန်တိုင်းတုံလေးမြို့နယ်ကအမတ်ဖြစ်ပါ ကျွန်တော်မေးချင်တဲ့မေးခွန်းကတော့အခမဲ့ပညာပညာနိုင်ရေးစနစ်ပါပဲကျွန်တော်တို့နိုင်ငံမှာလူတိုင်းအတန်းပညာအခမဲ့တင်ကြားနိုင်ရေးစနစ်ကိုဆွေးနွေးအကောင့်တွေဖော်သင့်တယ်လို့ကျွန်တော်တင်ပြအပ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပညာရေးဝန်ကြီးဦးညံပေါက်ပါခုနကကိုယ်စလဲတော်ကြီးမေးသွားတဲ့မေးခွန်းကိုကျွန်တော်တို့ပဲဖြေပေးပါမယ်ပညာရေးမှာအခမဲ့သင်ပေးဖို့အတွက်ကျွန်တော်တို့စီမံကိန်းတွေရေးဆွဲထားလို့ပြီးသွားပါပြီဒါပေမဲ့စာအုပ်ဘိုးတွေ ဆရာဆရာမပူဇော်ကြတော့ဘူးဒီចောင်းအခတွေနဲ့ဒီចောင်းရံပုံတွေတော့ကျွန်တော်တို့ပိုတိုးပြီးកောက်သွားမှာပါဟင်ငါတင်မြတ်မပူဆိုးပြီနဲ့တူတယ်ဟုတ်ကျွန်တော်ရဲ့အဆိုကျွန်တော်ပြန်ရုပ်သိမ်းပါလားခင်ဗျာကျမကတော့ကချင်ပြည်နယ်ပမော်ကလွတ်တော်ကိုစလဲမတ်ဖြစ်ပါတယ်။ကျမလည်းပညာရေးနဲ့ပတ်သက်ပြီးတော့အစိုးတစ်ခုတင်ပြလိုပါတယ်။ ကျမတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားပေါင်းများစွာနေထိုင်ကြတဲ့အတွက်ပညာရေးတင်ညွညွန်းတမ်းမှာတိုင်းရင်းသားဘာသာစကားကိုထည့်သွင်းပြီးတင်ညွညွန်းတဲ့ရေးဆွဲဖို့အလေးနဲ့တင်ပြလိုပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကပညာရေးကိုအရန်တွတ်တက်စေချင်ပါတယ်။ခုနကုသလေတော်ကြီးတင်ပြသားလိုပဲအဲဘာသာစကားတစ်ခုတိုးဖို့ကျွန်တော်တို့စဉ်းစားထားပြီးပါပြီ။ဟာကွာငါဆိုလက်ခံတော့ပါပြီ။ အဲကျွန်တော်တို့နောက်ထပ်ဒိုးပြီးသင်ပေးမဲ့ဘာသာစကားကတော့ကျွန်တော်တို့အနာဂတ်နိုင်ငံတော်မှာမရှိမဖြစ်လိုအပ်တဲ့တရုတ်ဘာသာစကားပဲဖြစ်ပါတယ်အမလီတီပါပြီတော့တင်ပြရမှာပါပြီ ကျမကတော့ကရင်ပြည်နယ်ဖအံရဲ့အမတ်တူဖြစ်ပါတယ်။ကျမမေးချင်တဲ့မေးခွန်းကတော့ပြည်တွင်းစစ်ပွဲတွေကြောင့်တပတ်နိုင်ငံဒုက္ခသည်စခန်းတွေမှာတွားရောက်နေထိုင်နေရတဲ့ဒုက္ခသည်အရေးကိစ္စတွေကိုဘယ်လိုကန်တယ်ဖြေရှင်းမလဲဆိုတာပါပဲရှင်။ဒီမေးခွန်းကိုတော့နေဆက်စီပင်ဝင်ကြီးကဖြေကြားပါလိုက်မယ်။ကျွတ်တို့နိုင်ငံမှာဒုက္ခတယ်ဆိုတာမရှိပါဘူးကျွတ်တို့ကြည့်ပါ ဘလောက်ထိချမ်းသာတာလဲအဲသူတို့တွေကနိုင်ငံသားကိုထွက်ပြီးတော့စီးပွားသွားရှာတဲ့သူတွေပါအဲကျွန်တော်တွေက နေဆက်ဒေသစီပင်ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးတော့တရားပေါင်း1500ဆင်းလမ်းကမိုင်မောင်း3,650 ပါကြံသေးပါလေဟင်ဒါမနီကလမ်းမဆက်တော်ကြီးကိစ္စကိုဖြေထားတာပဲဟင်းတက်နိုင်တော့ပါဘူးရောကြိတ်လိုက်ဦးမဟိုအဲ့လိုပါပဲအဲ့လိုပါပဲဟိုနေဆက်ဒီသားတွေမှာနိုင်ငံတော်ကစေတနာကြီးစွာနဲ့ဆောက်လုပ်ပေးထားတာပါဒါပါပဲမေးတာတခြားဖြေတာတခြားဘာမှလည်းမဆိုင်ဘူးကဲရှင်းပြီလားကျင်납ပြီလား ကျင်းတတ်သေးပါဘူးရှင့်ကျမတို့တိုင်းရင်းသားဒုက္ခတွေဟာသူများနိုင်ငံမှာတန်းနေရှင်လို့နေရတာမဟုတ်ပါဘူးပြည်တွင်းစစ်ပွဲတွေကြောင့်ထွက်ပြေးနေရတာဖြစ်ပါတယ်ဒီကိစ္စတွေကိုအမြန်ဆုံးဖြေရှင်းပေးတင်တယ်လို့ထင်ပါတယ်အော်အဲ့ဒီလူတွေလားအဲ့ဒုက္ခတွေလားသူတို့ကသဘုံတွေပဲလေစတော်ကူတင်ရချင်ပါလားအဲ့လူလူတွေကသဘုံတွေပဲတောင်းကြလူတွေကိုချိန်မိုးဖို့နိုင်ငံတော်ကတတ်ချက်25ရက်ခန့်စစ်တပ် တောင်းထားပါလေဟာလွတ်တော်တဲကစစ်သားအမှတ်တွေကိုကြောက်ရွံ့ထင်တာဟာစကားပြောတတ်သားပဲအဲ့တော့ကြောင်းဓမ္မတဲ့ကိစ္စအရေးကိုကန့်ကွက်ပါလေဟုတ်ကဲ့ကျွန်တော်လည်းကန့်ကွက်ပါလေခင်ဗျကျွန်တော်ချက်ဖို့မှအကြီးအကျယ်ကန့်ကွက်ပါလေခင်ဗျမဟာရယာကိုကန့်ကွက်ပါလေပိုးဆိုးပတ်သက်ကိုကန့်ကွက်ပါလေခင်ဗျအဆိုးပြန်ရုပ်တင်းလိုက်လေတော်ကြနိုင်ငံတော်ရဲ့စီရင်တော်မတိရကောင်းလားဆိုပြီးတော့မှဒုက္ခရောက်သွားလိမ့်မယ်ကျမရဲ့အဆိုအမှတ်တားထားပေးပါကျေးဇူးတင်ပါတယ်ရှင် ကန်းကွက်မဲ955မဲထောက်ခံမဲမရှိသည့်အတွက်အဆိုပြက်ပြဲသွားပါပြီကျွန်တော်ကြက်ဖို့မှတခုလောက်ဆွေးနွေးတင်ပြခြင်းပါခင်ဗျာထောက်ခံပါတယ်ထောက်ခံပါတယ်ထောက်ခံပါတယ်ဗျာကျေးဇူးလူတွေကွာအဲ့ချင်မှုတွေနဲ့ဟိုကြက်ဖို့အမကဘာမှတော့မပြောသေးဘူးစွတ်ထောက်ခံနေတာကျွန်တော်နိုင်ငံဟာဒီလောက်တန်ရာစရပေါများရတာနဲ့ဘာကြောင့်ဆင်းရဲသွားရလဲဆိုတာကိုအဖြေရှာကြည့်တဲ့အခါမှာ ဆန်ရှင်ရောက်ဖြစ်ပါလေခင်ဗျအဲမဟုတ်ဆန်ဆန်ရှင်ရောက်ဖြစ်ပါလေအဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးဟာကျွန်တော်နိုင်ငံကိုအကြီးအကျယ်ကိုထိခိုက်စေပါလေခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါတကယ်လို့ကစီးပွားရေးပိတ်ဆို့မှုကြီးဟာမရှိတဲ့ဟုဆိုရင်ကျွန်တော်တို့ဟာအခုချိန်မှာဆိုမန်ယူလိုအသင်းပြီးတော့ဝယ်လို့ရနေပါလေခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကိုအကြီးအကျယ်ဒီထိခိုက်နေနိုင်စေတဲ့ဒီစီးပွားရေးပိတ်ဆို့မှုကြီးကိုရောက်သိမ်းဖို့တင်ပြရပါတယ်ခင်ဗျထောက်ခံကြပါခင်ဗျမဟာရယာထောက်ခံကြပါ 不错不错，唱关天吧，各位，唱关天吧，唱关天吧。好的，好，唱关天吧，唱关天吧，唱好能他可能要卖老的，你六种明明比嘛 A 嘛，哼，那他妈的你不弄那 V 嘛。 ဟွန်းအေးကမိမနဲ့မီးကိုလွမ်းလို့ပြန်နေလာတယ်ငါလည်းမင်းမြန်ထောက်ခံပါပဲအမှုဆောင်လက်ထိတ်ဆောင်နာနေဦးမှာလက်ခုတ်တော်နေရာလဲမရပ်ပါလားဒီနေရာလဲကြောက်ဘူးထောက်ခံနေကြတာထင်တယ် မဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူးငါလည်းမြန်မြန်ထောက်ခံမှာဖြစ်မယ်တော်ကြလေငါတယောက်တည်းမထောက်ခံနိုင်ငါထိုင်ကုန်မှာလှုပ်သွားဦးမယ်မဖြစ်ဘူးမဖြစ်ဘူးငါလည်းထောက်ခံလိုက်မယ်ကျွန်တော်လွတ်တော်ဥက္ကရာကြီးလက်ထောက်ခံပါတယ်ခမလွတ်တော်ကိုယ်စားလှယ်တော်ကြီးများခမကျွန်တော်တို့လွတ်တော်ကိုနောက်နှစ်ခါမှပြန်လည်ကျင်းပမှာဖြစ်ပါတယ်ညီသည့်အရေးကြီးသည့်ကိစ္စပေါ်ပေါ်လွတ်တော်ကိုခေါ်မိမဟုတ်ကြောင်း ကျင်းညာအပ်ပါရခင်ဗျာ